နာလိုသူတွေရဲ့တိုင်ကြားမှုတွေကြောင့်390ရောကျေးပေးပြီးတော့ဆိုင်ပေးရတော့မယ့်ဖက်တီမှချင်ပါလူတွေရဲ့မနာလိုစိတ်ကအင်မတန်ကိုမှကြောက်စရာကောင်းနေဆိုတာလက်ရှိမှာကြုံတွေ့ရတဲ့ဖက်တီမှချင်ပါဖြစ်ပြက်လေးကတက်သေးပြနေခဲ့ပါတယ်အခုဆိုရင်တော့မနာလိုသူတွေရဲ့တိုင်တန်းမှုတွေကြောင့်ဖက်တီမှချင်ပါကဆိုင်ပေးရတော့မယ့်ချင်းနေနေကြုံတွေ့ရပါပြီဒါနဲ့မကမြန်မာငွေကျပ်390ကျော်ကိုလေ ျော့ချင်းငွေဖြင့်ပေးရရအောင်မယ်လို့သတင်းတွေကြားခဲ့ရသေးပါတယ်။ဖတိမချင်မောင်ဟာဆိုရင်လမ်းဘေးမှာတနိုင်တစ်ပိုင်နဲ့ဖွင့်လှစ်ရောင်းချနေတဲ့တာမဲလမ်းဘေးဆိုင်ငယ်လေးပဲဖြစ်ပါတယ်။ဆိုင်ကန်းတွေနဲ့တောင်မှမဖွင့်လဲနိုင်မနေဒီတိုင်းလမ်းဘေးမှာထိုင်ပြီးတော့ရောင်းချနေကြရပါမယ်လေစေတနာပါပြီစားလို့ကောင်းမွန်လာတဲ့အတွက်နမဲကြီးလာခဲ့တာပါဒါပေမဲ့အလိုရောင်းချမှုတွေကတန်ရှင်းတည့်ရမှုလည်းလုံးဝမရှိသလိုကျမကြီးတွေထိခိုက်စေပါတယ်ဆိုပြီးတော့တိုင်ကြားမှုတွေအများပြားပေါ်ထွက်လာခဲ့ပါသည် အစာပိုင်းတော့ကဒီလိုရောင်းချနေတဲ့အချိန်မှာတုန်းကတော့ဘသူကမှအဖက်မလုပ်ခဲ့သလိုဝယ်ယူအားပေးမှုလည်းနေပါခဲ့ပါရီဒါပေမဲ့ကလေးလေးကိုကိုဝင်လွယ်ခဲ့ရပြီးနောက်ပိုင်းပိုက်ကြီးကြီးနဲ့ဖတ်တီမာကတကယ်ရောင်းအားကောင်းလာခဲ့ပြီးကန်တွေမြင့်တက်လာခဲ့တာပါအခုဆိုရင်တော့ဖတ်တီမာကဆယ်လီတာမှဖြစ်နေပြီးနိုင်ငံကျော်မင်းသမီးနုပညာရှင်တွေကတောင်မှတကူးတကဝယ်ယူစားသုံးနေရပါရီဒါရမကဖတ်တီမာနာမည်နဲ့တစိုက်ကိုလည်းထုတ်လုပ်ခဲ့ပြီးဖြစ်ပြီးတော့ရန်နီးရွေမှာအားပေးတဲ့သူတွေအကုန်လုံးကိုပို့ဆောင်ပေးနေပြီပဲဖြစ်ပါရီ ဒါကြောင့်ဖတိမချင်မောင်ကတနေ့ကိုတိမ်မောင်းစိတ်ကြောဘိုးလောက်ရောင်းရပြီးတော့တမ်းရသည်ချင်မဲသည်တဲ့အလုံးတစ်ထောင်လောက်ရောင်းချနေရတာဖြစ်ပါတယ်ဒါပေမဲ့ဒီလိုရောင်းချတဲ့အခါမှာဖတိမရဲ့ရောင်းချပုံတွေကမတန်ရှင်ပါဘူး။အင်မတန်ကိုမှညစ်ပတ်ပါတယ်ဆိုပြီးမြန်မာနိုင်ငံစားတောက်ဆိုင်ရာ FTA ကိုတိုင်ကြားခဲ့ပါရီ။အဲဒီအခါမှာတော့အိန္ဒိကလည်းစမ်းသပ်မှုတွေနဲ့တူသတိပေးစာတွေကိုပါပို့လာခဲ့ပြီးပဲဖြစ်ပါရီ ဒါရီမကအခွန်ငွေဆိုပြီးတော့ငွေကျပ်သိန်းပေါင်း90ပေးရတော့မယ်ဆိုတဲ့အတိပေးစာတွေကိုလည်းလက်ခံရရှိလာခဲ့ပါပြီ။ဒီလောက်တင်မပေးသေးပါဘူး။သူမလည်းခုလက်ရှိရောင်းချနေတဲ့ဘုန်းကြီးကျဝင်းတွေကနေရာကနေလည်းဖိပေးရတော့မယ်ဆိုပြီးတော့အတင်းကျပ်ကိုမှဖိအားပေးနေကြတာဖြစ်ပါတယ်။ဒါကြောင့်ဖတီမာကတော့ခုဆိုရင်တော့အစီအမပြေမှုများစွာနဲ့ကြုံတွေ့ကြရပဲတကယ့်ကိုမှစိတ်ပြက်အငငယ်ဝမ်းနေနေခဲ့ရှာတာပါ သူမအနေနဲ့ကလေးလေးကိုကိုဝင်စာဘိုက်ကြီးနဲ့မနာမနေစူးစမ်းပြီးတော့ဒီဆိုင်လေးကိုတိုးတက်အောင်လို့ရောင်းချခဲ့တာဖြစ်ပါတယ်။အားပေးတဲ့သူတွေရှိတဲ့အတွက်ဝမ်းသာပျော်ရွှင်နေပေမယ့်အခုလိုမနာလိုသူတွေရဲ့တိုင်ကြားမှုတွေနဲ့ဖိအားပေးမှုတွေကြောင့်ဆိုင်ကိုပိတ်ပြရတော့မှာပဲဖြစ်ပါတယ်။ငွေကျပ်30ကိုရောကျေးပေးဖို့အတွက်ဆိုတာကလည်းသူမအနေနဲ့ကဘလို့မှမတန်နိုင်ခဲ့ပါဘူး။လူတွေကအခုလိုမနာလိုစိတ်တွေနဲ့တိုက်ခိုက်နေကြတဲ့ပုံမှာဖတ်တီးမတရားလူလဲခံစားနေရပြီဖြစ်ပါတယ်။ သူမကပညာတက်ချမ်းသာတဲ့သူမဟုတ်ပေမယ့်ကိုတန်ဆန်းတဲ့လောက်လေးစူးစမ်းပြီးတော့အချင်းမောင်းလေးယောက်ျားရင်းနဲ့စာဝတ်နေရေးအတွဲရှာဖွေနေကြတာပါ ဒါပေမဲ့နင်းနေလောက်လေးအောင်မြင်လာတဲ့အခုလိုမျိုးမနာလိုမှုတွေနဲ့ဆွဲချသူတွေကိုကြုံတွေ့ရတဲ့အတွက်ဆိုင်ကတော့ဘလို့မှဖွင့်လှစ်ဖို့အဆင်မပြေတော့ပါဘူး။အခုဆိုရင်ဖက်ဖက်ကဖိအားပေးမှုတွေနဲ့ယူကျေးတောင်းမှုတွေကလည်းတော်လီကူမှာပြင်းထန်လာပြီဖြစ်ပြီးဆိုရှယ်မီဒီယာမှာလည်းပွဲဆူနေကြပါရီ။အခုလိုမနာလိုသူတွေရဲ့တိုင်ကြားမှုတွေနဲ့စစ်ဆေးခံရပြီးငွေကျပ်သိန်းပေါင်း80ကိုလည်းအလျော်ပေးကဆိုင်ပေးရတော့မယ်ဆိုတဲ့ဖတိမာချင်မောင်ဖြစ်ပြက်ပေါ်မှာပရိသတ်ကြီးတို့ရောဘလို့မျိုးထင်မိကြပါသလဲရှင်။ပရိသတ်ကြီးတို့ရဲ့ထင်မိဥစားချက်လေးကိုလည်းကိုမလီမှာရေးသွားပေးခဲ့ပါအောင်နော်။